ကျော်ကြီးကိုအမိလိုက်ပြီး Miss Loga ကိုတင်ပိုက်တော့မဲ့အဆူရောမာလေးဇူလိုင်ဝင်ထင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေ TV Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်အရင်ကအလှမယ်ဆိုတာဘလို့ပုံစံရှိရမယ်ဆိုရဲကန်တဲ့ချက်ရှိပေမဲ့အခုကတော့လာလာမလာလာ Miss Loga မှာနေရာဝင်ယူမယ်ဆိုပြီးတော့ရှင်ပြိုင်နေကြတော့တာပဲဖြစ်ပါရယ် အလမေလောကကိုဝင်ပြိုင်တဲ့တဲမှာအပြောအခမ်းအနဆုံးကတော့ခေရနာဆိုတာထိတ်ဆုံးအဖြစ်မှာပါအဆိုတော်ဘဝမှာပရိသတ်အချက်ကိုရတာအတိုင်းအတာကိုမရှိပါဘူးဒါလောက်ပရိသတ်ရဲ့အချက်ကိုရချတဲ့ခေရနာဆိုတာတခုလဲဘဝနဲ့အလမေလောကကိုတင်ပိုက်မယ်ဆိုပြီးတော့ Miss Universe မှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အချိန်မှာတော့ဝိပမှုတွေပြင်းထန်ခဲ့ရလဲဖြစ်ပါတယ်အဆိုတော်ဘဝမှာပရိသတ်ချစ်ခင်မှုကိုရခဲ့တဲ့ခေရနာဆိုတာအလမေလောကကိုဝင်ရောက်ပြီးတော့ မက်ရှင်နီဗတ်စ်ဘကိုးဝင်တာဖြစ်တဲ့အချိန်မှာတော့ဝေမမှုတွေကိုအပြင်းအထန်ခံခဲ့ရပါတယ်။တရုံးကင်းနဲ့အပြက်လန်းနေပေမဲ့သူ့ရဲ့ body structure တောင်တင်းပြီးထုတ်ခိုင်းနေတာအလားမယ်မဖြစ်သင့်ဘူးဆိုပြီးတော့ပရိသတ်တွေကြားထဲမှာ ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။ခင်ရနာဆိုကတော့အစိုးရဘဝမှာအေးအေးဆေးဆေးမနေပဲ စိတ်ကူးပြောင်းလို့ဝေဖန်ခံနေရတယ်လို့သူ့ရဲ့လမ်းစဉ်ကိုလိုက်မဲ့သူကတော့အဆိုတော်ဇူလိုင်ဝင်းထေပဲဖြစ်ပါရင်ဇူလိုင်ဝင်းထေကတော့အသက်18နှစ်အရွယ်ကောင်မလေးတစ်ယောက်ဖြစ်ပေမဲ့အနုပညာနဲ့ပတ်သက်ရင်အရေးချင်းရှိတဲ့သူတစ်ယောက်ဆိုတာပရိသတ်တရားလည်းလက်ခံထားပြီးသားဖြစ်ပါရင် ရုပ်ရည်ရချောင်းတဲ့ထဲမှာမပါပေမဲ့ထူးခြားလွန်းတဲ့အတန်ကိုပိုင်ဆိုင်ထားတဲ့သူတယောက်ဖြစ်ပါတယ်။အဆိုပိုင်းမှာဘလောက်ပဲထူးချင်လဲဆိုရင်တော့သူထွက်ထားတဲ့တခြင်းတိုင်းကပရိသတ်အချိန်နဲ့ထတ်တူကြခဲ့တာကြီးပါပဲ။ဇူလိုင်ဝင်ထေကိုတော့ပရိသတ်တော်အများကရွှေညာသူရွှေညာသားတခြင်းမှာစတင်သိရှိခဲ့ကြပါတယ်။သူမရဲ့ရွှေညာသူရွှေညာသားတခြင်းကပရိသတ်ရဲ့ပါဇက်ဖျားမှာရေပန်းစားခဲ့ရပြီးတော့အားပေးသူပရိသတ်မြောင်များစွာရရှိခဲ့တဲ့တခြင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ပွဲဥဒေသချင်းမှာပဲပြည်သက်တရားအပိချစ်ခင်မှုကိုများစွာရရှိထားတဲ့ဇလိုင်းဝင်းထဲကတော့နောက်ပိုင်းမှာလည်းပြည်သက်အချိုက်ထွေစီမဲ့သချင်းကောင်းများစွာကိုဖန်တီးတည်ဆိုလာခဲ့ပါတယ်။အဆိုပိုင်းနဲ့ပတ်သက်ရင်ပြည်သက်အပိမှုကိုအတိုင်းအတာတစ်ခုထိရခဲ့တဲ့ဇလိုင်းဝင်းထဲကတော့အခုအချိန်မှာအသက်ငယ်ငယ်နဲ့အလမဲ့လောကကိုတင်ပိုက်ဖို့ကြိုးစားနေပြီလည်းဖြစ်ပါတယ်။ဇူလိုင်ဝင်းထဲကတော့အသက်18နှစ်ဆိုပေမဲ့လူကြီးတယောက်အချိုးအစစ်မျိုးရှိတာမို့ဝင်ပြိုင်မယ်ဆိုရင်တော့ပြဿနာမရှိပါဘူးเนาะသူကအလမဲ့လောကကိုဝင်မယ်ဆိုတော့ လုံခဲ့တဲ့နှစ်လောက်ကလေးကပြည်သက်တီကိုအတိပေးခဲ့ရလဲဖြစ်ပါတယ်။ဇလန်ဝင်းတရာတော့အဆိုးရဘဝမှာလည်းအောင်မြင်မှုရနေတယ်လို့အလာမယ်လောကမှာပါထိတ်တန်းရအောင်ကြိုးစားဖို့စိတ်ကူးနေတာတနေ့ရှိခဲ့ရလဲဖြစ်ပါတယ်။သူက Miss Universe လား Miss Grand လားဆိုတာကိုဝေခွဲမရဖြစ်ခဲ့ပေမဲ့အခုဆိုရင် Miss Universe မှာဝင်ပြိုင်နေပြီလဲဖြစ်ပါတယ်။ဇလန်ဝင်းတေကတော့သူမရဲ့ Facebook account ကနေပြီးတော့ Hello Universe ဆိုပြီးတော့ swimsuit ပုံနဲ့တင်ခဲ့ပြီလဲဖြစ်ပါတယ်။သူကတော့မိုင်စာပုံလေးတွေနဲ့အလာမယ်လောကကိုဝင်ရောက်ပြီးဆို ပြီးတော့ဂုံယူဝင်ကျွမ်းစာနဲ့တင်ခဲ့ပေးမယ်ဟင့် ပရိသတ်ကြားထဲမှာတော့ဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်။ပရိသတ်ကြားတော့မပြည့်စုံသေးတဲ့သူ့ရဲ့ပုံစံနဲ့အလမဲလောကတွေကိုဝင်မအောင်မကြိုက်ဖြစ်နေတာပါ။ဇူလိုင်ဝဲထဲကတော့အလမဲလောကကိုရောက်လာပြီဆိုပြီးတော့ပုံလေးတွေကိုတင်ခဲ့ပြီးမယ်။သူရဲ့ပုံစံကမိမိုက်မနေပဲဘိုက်ခေါက်ကြီးနဲ့ဖြစ်နေတာပါပရိသတ်အမြင်မှာတော့မသိရင်ကိုဝင်းချီနဲ့လားဆိုပြီးတော့ထင်မှားရတဲ့အထီးပါပဲပရိသတ်တရားတော့အလမဲလို့ဖို့တစ်နှစ်လောက်အချိန်ယူထားရင်လဲဘော်ရီဘိုင်းကို perfect ဖြစ်အောင်လုပ်တဲ့နယ်ဆိုပြီးတော့ဝေဖန်ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။ပရိသတ်တို့ရောဇူလိုင်ဝင်းထဲရဲ့ body နဲ့ပတ်သက်ပြီးတော့လိုအပ်ချက်ရှိရလို့ထင်လား။ comment လေးထဲမှာမှတ်ချက်ပေးခဲ့ကြပါအောင်နော်။ဟုတ်ကဲ့အခုလိုမျိုးစိတ်ဝင်စားဖွယ်အနုပညာရှင်ရဲ့တင်ဆက်အောင်ရာကိုအမြဲတမ်းတင်ဆက်ပေးနေပါတယ်။ရွှေ TV page လေးကို like and follow လေးနဲ့အားပေးသွားကြပါအောင်ရှင်။အားလုံးကိုချီးစွတ်တင်ပါတယ်ရှင်။